ိုက်မယ်ဆိုတဲ့နေရာတွေမရောက်ဘူးဆိုတဲ့နေရာတွေမရှိသွားခဲ့ဘူးဒါအဲ့ဒါကြောင့်ကျွန်တော်တို့ထိနေမယ်တက်မတော်ကအရင်ချင်းမရှိတာလားအေရပဲအရင်ချင်းရှိတာလားအေးဘယ်လိုမျိုးလဲဒါကိုတက်မတော်ကြီးကိန်းနဲ့မတိကြောင်ဆောင်နေတာလားမလုံနိုင်တော့တာလားဒါမှမဟုတ်တရုတ်ကိုပဲသွားပြီးအခုကြီးကပ်ပြီးတော့ပဲဒီလိုကျွန်တော်တို့ပြန်ပေးပါဆိုပြီးပြောမှလားစဉ်းစားလို့မရတော့ဘူးနော်အဲ့တော့ရခိုင်မှာလည်းတနက်တွေလက်နက်တွေကြီးတန်းတွေအပုံလိုက်ခဲနိုင်အွန်လိုင်းကျင်းနိုင်တယ်ဗာဖတ်ခံသွားတယ်လက်နက်ချသွားတယ်ဒူးထောက်သွားတယ်လေဘဲပြက်ခံလိုက်ရတယ်အသေးခံလိုက်ရတယ်တက်တော်သားတွေအများကြီးထောင်းတိုင်းချီတောင်းတိုင်းချီဒီပုံကိုယ်တွေမသိဘူးလားဒီပုံကိုယ်တွေလည်းသိပါပဲ။ဒါမှမဟုတ်အဲ့ဒီအချိန်ရောက်ဆက်လုပ်ပေါ့။ဟွန်း။ 辛苦了哇，辛苦了，辛苦了，辛苦了。几百样，加了样，几辛苦了，好的。哎，罗阿江的，喏，奶奶也喵喵点，好了。အားလုံးပဲမင်္ဂလာပါကျွန်တော်ရေးပေါ်ရွတင်ပါဆိုဒီနေ့က2025လေးလပိုင်းစစ်တရေးနဲ့မနေ့ကင်းဒီမနေ့ကင်းမှာပထမဆောင်တဲ့ရင်ကတနင်္သာရီတန်းကိုသုံးခရံခမိုးကြီးမြို့နေတွင်စက်ကြီးကိုပြင်လာတော့ မယန်းတက်နေရေစခန်းမှာရေစခန်းမူရေအုံမင်းအောင်စုအပါဝန်ရေငါဦးအဖွဲ့ကိုကြက်ဖြတ်တက်ခတ်ခဲ့ရမှာရေစခန်းမူအပါဝန်ရေတောင်းဦးတေဆုံးကလက်နေခေရမြသင်းစီရရှိခဲ့ကြောင်းကောတော်ညွန့်နေပြည်သူကကွေတက်ဖွဲ့ဘက်ကဖမှာတာဝန်ရှိသူတို့ကပြောဆိုပါတယ်ဒီထက်မှာစံကင်းနဲ့နေရောက်ကရှစ်ကပွင့်ကနေလာတာနောက်ကနေကားနဲ့ကားပေါ်မှာကစကမ်းမူပါတောင်းရောက်ပါတယ်ဒီထက်မှာစံကင်းနဲ့ကတော့နေရောက်စံကင်းနဲ့နေရောက်မှာတရုတ်ကဒန်ရတဲ့ ဆိုတော့စံကေနဲ့အာနေရုတ်ကတော့လွတ်သွားတယ်ဆိုတော့ဒီထဲမှာအဓိကကလည်းကားကိုကားကိုပဲပြစ်တာဆိုတော့အာကားပုတ်ကအကောင်သေးတာအကောင်သေးတာကားကချောထဲချောထဲထူးကျတော့ပြီးတော့အာကားတော့မယူလိုက်ရဘူးဆိုတော့ဒီထဲမှာပျက်စီးတွေသင်းလာတာတော့ အရှိတယ်ဆိုပြီးတော့ကောတောင်မြော့နေကပြည်သူကကိုရဲတက်ဖွဲ့ပကဖမှာတာဝန်ရှိသူတဦးကပြောဆိုထားတာဖြစ်ပါတယ်ဒါကတော့ကျွန်တော်တို့တိုလိုင်းရဲတက်ဖွဲ့တွေကတက်ခတ်မှုကြောင့်အဈေးစကမ်းမှုအပါဝန်အတုံးဦးတည်ဆောင်းခဲ့ပါတယ်ဒီထက်မှာလင်းနေခေရန်တွေလည်းတင်းပတ်ရရှိခဲ့တယ်ဒါကအေပီလာကိုရဲနဲ့ဗောနော်ညက်နေ9နာရီခန့်မှာခမောင်းအ ခမုတ်ကြီးမြို့နယ်ကနဲ့အေချမ်းသာဂျေးရွာမှာရှိတဲ့လူကောင်သူများရွာရပါအဝေနံအတန်ပေါ့နော်အဝေတံများနဲ့မွေးစေဝါရောင်းဝယ်သူများထံမှာလဆင်ဂျေးကုတ်နေတဲ့အဲလိုက်စင်ကြီးကိုပြီးတော့ပြန်လာတဲ့ရေစကန်တွေကိုရေတွေကိုကျွန်တော်တို့လိုင်းတစ်ဖက်ဆိုးနေတာဖြစ်ပါတယ်ဒါကတရင်းတစ်ခုနောက်တစ်ခုက မြန်မာနိုင်ငံတဝမ်းမှာရှိတဲ့စစ်တပ်စစ်တမ်းစခန်းများနဲ့စစ်မေပြည်များတွင်ယတရာအဖြစ်ယတနာတုပ်ကို ကိုကျင့်တိတိကိုကိုကျင့်ရွက်ဖက်ခန်းနေကြောင်းနေပြည်တော်စစ်ဖက်တရင်ရင်းမြင့်ကပြောဆိုပါတယ်ဒါကအေပီလာ၁၀ရက်နေ့မှာစတင်ရွက်အေပီလာ၁၆ရက်နေ့အထိကိုနေစိန်ည9နာရီအချိန်တန်းအတနင်္ဂနွေလောက်မှာရှိတဲ့စစ်ကောင်စီလက်အောက်ခံကိုနိုးဝန်ထမ်းဝန်ကြီးဌာနရောင်းများရက်ွက်နဲ့ဂျေးယူအောက်ချရေမူရောင်းများတဒနာတော်ဆန်းရပါဘောနော်အာဓမ္မရောင်း ဖုန်ကြီးကြောင်များဆွဲလွန်အသိများနဲ့ပြည်သူများဤနေအိမ်များတွင်ပါယတနာတော့ကိုရွက်ဖက်ပူယောခန်းလျက်ရှိနေရှိရတွင်နေပြီးတော့ဆေးရုံချုပ်ကလည်းတက်ဆိုင်ရပါတော့တရင်တက်ဖွဲ့များစစ်တမ်းစခန်းများနဲ့စစ်မေပြည်မှာရှိတဲ့တက်ဖွဲ့ဝင်များစုကိုပတ်တက်ဖွဲ့များကိုပါယတနာတော့ကိုဇွက်ဖက်ရရွက်ဖက်ရန်ငိုကြချက်များထွက်ပြန်နေလို့သိရှိရပါဒါက ယတနာတော့ပူယောခန်းတာကအရက်ဖက်ဆက်ဖက်မခွေးချပါဘူးတဲ့ဆိုတော့ဒီကစတန်စကန်တွေနဲ့တရင်တက်ဖွဲ့တွေမှာလဲအဲ့ဒါတွေရက်ဖက်ပူယောခန်းတာပူယောခန်းထားပါတယ်ဟုတ်နေပြီးတော့ဆက်ဖက်တရင်ရင်းမင်းကပြောဆိုထားပါတယ်မင်းတို့ရေဒီယာကလည်းဘာမှတည်းထူလာမှာမဟုတ်ဘူးဆက်လက်ပြီးတော့လည်းမချီကြပါနဲ့မင်းတို့တွေရူးရကြတယ်မင်းတို့ပူပြီးတော့အလာရအာရကြတယ်နော်ဆိုတော့ဒါကြောင့်မလို့ ဆက်ပြီးတော့မကြည့်ကြပါနဲ့ဗျာ။တရားကရတရားကလည်းမင်းတို့တွေကိုကန်ကေနိုင်မှာမဟုတ်တော့ဘူး။နောက်တစ်ခုကစာနာရှင်တက်ဖြတ်ရေးမျိုးတော်လန်ရေးအင်အားစုများနဲ့တူအဆပ်ပြုခဲ့သောတဆယ်နှစ်ဆက်ခွန်စစ်စင်ရေးကိုတော်လန်ရေးအောင်ပွဲရောက်ရှိတဲ့အထိကိုစီလုံးငင်းညွတ်မေဟုမြောပန်းငင်းအောင်တုံးဖွဲ့ကကတိပြုပါကြောင်း။ယနေ့ထွက်ပြန်ခြင်းရထားပါလေဆိုတရားကအေပီလာဗောနော်မနေ့ကအေပီလာ၁၀ရက်နေ့တွင်ကြက်ရောက်တဲ့အာခတတော်အေဤ ဲ16နှစ်မြောက်တက်တော်အာတက်တီတီထောင်တဲ့အာနိပလင်အခမ်းအနားမှာတော့ပေးပို့တဲ့ညင်တော်မဟာမင့်ကိုကန့်တက်နဲ့ MNDA နဲ့အာတောင်းတက်တီအန်တို့ကကွန်ပျူတာဝေါ်လွတ်တွင်အထက်ပါအတန်းကိုဂရီပြူလိုက်ခြင်းဖြစ်ပါတယ်လို့သိရှိရပါဗျ။ဒါကတော့စပီရိုဂရီတီတီနန်ဖို့အတွက်စပီရိုကျူးစားရမှာဖြစ်ပါတယ်။ဒီဟာကအမျိုးပိုင်းငင်းတောင်တုံးဖွဲ့ထဲကအရခတော်ရဲ့16နှစ်ပေါ့နော်16နှစ်နိပတ်လေအခမ်းအနားမှာရောက်ရှိခဲ့တဲ့အာ တရင်ကအတဝန်လို့ပေးပို့ခဲ့တဲ့အကြောင်းကိုပြောပြနေတာဖြစ်ပါတယ်။နောက်တစ်ခုကမြန်မာနိုင်ငံဆိုင်ရာကမ္ဘာကုလသမဂ္ဂအထူးတန်တမန်အာဂျူလီဘီရှော့ဒီအာယမနဲ့ပေါ့နော်ယမနဲ့ကမြန်မာနိုင်ငံတို့ရောက်ရှိလာခဲ့ပြီးစစ်ကောင်စီနိုင်ငံခြားရေးဝန်ကြီးဦးတန်းစွေနဲ့နေပြည်တော်၌တွဲဆောင်ခဲ့ကြောင်းသိရှိရပါတယ်။ဒီထက်မှာကုလသမဂ္ဂကအခုဆိုလို့ရှိရင်ရောက်ရှိလာပါတယ်နိုင်ငံခြားမှာကျွန်တော်တို့ကောင်တက်ခအာကောင်တက်ခဆန်ရဝေဖန်အငင်းပွားဖွေရများ အရှိနေတဲ့ဂျက်ကနဲကိုလက်သမကကအထိုးသက်သက်မှာမဟုတ်နော်။အာဂျူလီဘီရွှော့မြန်မာနိုင်ငံသို့ရောက်ရှိလာခြင်းဖြစ်ပါတယ်ဆိုတော့ဒါကတော့ကျွန်တော်တို့သိရှိရတာပေါ့နော်။ဒီကဘာတွေဆက်ပြီးတော့ဖြစ်လာမလဲဆိုတော့ကတော့ကျွန်တော်တို့အာဆက်ပြီးတော့ဆုံးကြည့်အောင်ဖြစ်ပါတယ်။ဒီဟာကတော့ရောက်တော့ရောက်လာပါပြီ။ဘာတွေဆွေးနွေးမလဲဆိုတော့ကတော့အသေးစိတ်တော့ဖော်ပြချင်းမတွေ့ရသေးပါဘူး။ဒီကတရင်ထုတ်အနေနဲ့အာသူရောက်လာတဲ့အကြောင်းကိုအာတွေ့နေလို့ပြင်ပြီးတော့တင်ဆက်ပေးတာဖြစ်ပါတယ်။နောက်တစ်ခုတရင်ကရှမ်းပြည်နယ်အတွင်းမှာရှိတဲ့အောင်ပန်း တောင်ကြီးနယ်ဟိုပေါင်းမှာရှိတဲ့ရှိနေတဲ့ငလင်တန်သိမ့်ငလင်တန်သိမ့်ခဲ့တဲ့နေရာတွေကိုမင်းအောင်လန်ကလာကြည့်ဖို့အတွက်လောင်ချောင်ရဲ့အလွန်တင်းကျပ်ထားတယ်လို့ဒေသပြည်သူများဒေသပြည်သူတွေနဲ့ဌာနဆိုင်ရာသတင်းရင်းမြစ်တွေကပြောဆိုပါတယ်ဒါကတော့စစ်တပ်ကတက်ချုပ်ကဘောနော်ငလင်တန်သိမ့်ခဲ့တဲ့အောင်ပန်းတောင်ကြီးဟိုပေါင်းတို့မဲ့ဟိုပေါင်းဟိုပေါင်းမှာတော့ဒီညဘောနော် အဲ့မဲ့လောက်တော့တီးထားတယ်တော့သိရှိရပါတယ်ဒီကကမနေ့ဒီမနေ့ကဘောနော်မနေ့ရက်ကအဲ့မဲ့လောက်သိရှိရပါတယ်အခုချိန်မှာဆိုလို့ရှိရင်မနေ့ညကနေမှာစထာနာဆိုင်ရာတွေကိုအတိပေးထားတယ်လို့လွန်ချွန်ရေးတွေကအခမ်းအမြချက်ထားတယ်လို့သိရတယ်ဆိုပြီးတော့ဒီထဲမှာရှေ့တရင်ရင်းမြင့်ကဘောနော်ပြောပြထားတာဖြစ်ပါတယ်ဖရားအแทကိုဟိုအကောင်ကြီးလာမှာမို့မင်းမပေးမဝန်တော့ဘူးလို့ဒေတာပြည်သူတို့ကပြောဆိုထားတာဖြစ်ပါတယ်ဒါကတော့ ဖျားသေးကိုတဲ့နော်ဆိုတော့ဒီကဟိုအကောင်ကြီးကျတော့ဖျားတရားနဲ့လောက်နေတဲ့ကောင်ကိုပြောနေတာနဲ့တူပါတယ်ဒါကတော့နော်နောက်တစ်ခုတရင်ကတော့အာမြန်မြော့နေပေါ့မြန်မြော့နေမကွေးတန်းကမြန်မြော့နေစစ်မှုနှစ်မှာ ထွက်လာသောအကြမ်းဖက်စစ်သားများကိုတက်ခတ်မှုမှာစစ်တပ်ဖက်မှတအူးတေဆုံးပြီးဒနက်တလက်တင်းစီရရှိခဲ့ပါတယ်။ဆိုတော့ဒီထက်မှမြန်ပကဖက်မှတာဝန်ရှိသူတအူးကပြောဆိုထားတာဖြစ်ပါတယ်။ဒါကသူတို့တွေကစစ်ခွေးစေကောင်လောက်ပါပဲ။ရက်ခါရှပ်ထွက်လာတာပါ။ဆိုတော့ဒီဟာကပြစ်ခတ်မှုမှာဖြစ်ပေါ်ပြီးတော့တကောင်ကတော့တေပြီးတော့ကြံခဲ့တာပါ။ဆိုပြီးတော့ပြောပြနေတာဖြစ်ပါတယ်။ချင်းငင်အောင်တက်ဖွဲ့ဗလန်းမြော့သိန်းအောင်ပွဲအတွေ့အမျိုးသားငွေရဲ့အစိုးရ ကကွေးဝန်ကြီးဌာနနဲ့ချင်းအမျိုးသားတအူ ZNF တို့ကအာကွန်ယူဝက်မြော့ကြောင်းတဝန်လွန်များပေးပို့ကျင်းရကြပါတယ်ဆိုတော့ဒီကတော့အာကျွန်တော်တို့ဟိုတနေ့ကရရှိထားတဲ့ဗလန်းမြော့ကိုအွန်ပွဲအနေနဲ့ဗောနော်ဒီကကျွန်တော်တို့အာတိုလိုင်းရဲ့ချင်းချင်းကွန်ပျူတာတဝန်လွန်ပို့ခဲ့ရတာအကြောင်းကိုပြောပြနေတာဖြစ်ပါတယ်နောက်တစ်ခုကမန္တလေးတန်းတောင်တာမြော့နယ်ဘင်းရွေကောင်ဂျေးရအနင်းဘီသူမြထံမှာချင်းချောင်းငွေကြေး ပြောင်းရန်နေသောလက်နက်ကန်ဓမြအဖွဲ့များကို အရှင်ဖမ်းမိခဲ့ကြောင်းအာပြောင်းသာ People Defense Force မာတာဝန်ရှိသူတဦးကပြောဆိုထားပါလိုက်ဒါကတော့အဘိနေကောင်ဂျေးဝအနင်းကခြောင်ကြခြောင်ကြတဲ့လမ်းပန်းကိုအခြေပြုပြီးတော့ချင်းချောက်ရက်နဲ့တာတွေလှုပ်ဆောင်တာဆန်ကေဖုံးနဲ့ငွေကြေးတွေကိုလူရက်တဲ့လက်နက်ကန်ဓမြတောင်းဥကိုအချင်းဖမ်းမိတာပေါ့ ဆိုတော့ဒီထက်မှာဥပဒေအတန်းကိုဆက်လက်ပြီးတော့အရေးယူမှုတွေလော့ဆောင်သွားမယ်ဟုအာတောင်သာ people defense for matter ဝန်ရှိသူတို့ကပြောဆိုထားတာဖြစ်ပါတယ်။နောက်တစ်ခုသတင်းကတော့မန္တလေးတန်းမင်းချံမြို့နယ်တွင်ငှားရကြတပ်ပွဲဖြစ်ပွားပြီးစစ်သား6ဦးထက်မနည်းကိုတေဆုံးကစစ်စခန်းနှစ်ခုကိုတင်းပတ်ရရှိခဲ့ကြောင်းမင်းချံခရံတရင်ခွန်ရေရူပြောကြားတက်ဖွဲ့မှာ အဘူဘူမင်းရပေါ့နော်ဘူမင်းရကပြောဆိုထားပါတယ်ဒီထက်မှာတပ်ပွဲကတော့နက်စလေးနာရီနက်စလေးရက်နဲ့ကပေါ့နော်စပြီးတော့ဖြစ်တာဆိုတော့ကျွန်တော်တို့ပြည်သူကကိုရဲတက်ရဲကက်ကိုစစ်ခတွေကဝန်စီးတယ်ဒီထက်မှာသတင်းကြားလို့ကျွန်တော်တို့တက်ဆက်သွားတယ်ဆိုတော့အဲ့ဒီမှာအပြန်အလှန်ထိတွေ့မှုဖြစ်စဖြစ်တယ်ဆိုတော့ဒီထက်မှာဒမနိခင်းမှာပွဲကပွဲချင်းက9နာရီကနဲ့ အာခုနှစ်နာရီ20လောက်ကစတယ်တက်ပွဲကြခြင်းကနနာရီကျော်နနာရီကျော်လောက်ကြတယ်တဲ့ဆိုတော့ဒီကအဲ့ဒီတက်ပွဲမှာအထက်ကဘဲသူဖက်ကမှမရှိခဲ့ဘူးဟုမင်းချံခရိုင်ရေရူပေါ့နော်မင်းချံခရိုင်တရင်ခွန်ပေါ့နော်ရေရူပြောကြားဗကညာကပြောဆိုထားပါတယ်ဒီထက်မှာကျွန်တော်တို့ဖက်ကဒရုံ၄၀မမဗီနာကာဘွန်တီနဲ့ချတာဆိုတော့စက်ခတ်တွေကစက်ခတ်တွေကအထင်နာပြီးတော့ ကောင်းရှုပ်ကို ရန်တမ်းပြည်တယ်ကျွန်တော်တို့ကနမ်းမြင့်တောင်ဖို့ကနေနေရယူပြီးတော့တောင်အောက်ကနေတက်လာတဲ့ဆက်ခတ်တွေကိုအပန်ကိုပြစ်ခတ်နိုင်ခဲ့တယ်ဆိုတော့ဒီကဆက်ခတ်တွေဖက်ကအကြဆုံးမြပြီးတော့မြလုံးညနေ6နာရီလောက်မှာဂျက်ဖိုက်တာနဲ့ဘုံသီးတွေလာကြေးကြတာလာကြေးကြသွားတာအထိအခိုက်တော့မရှိခဲ့ဘူးဟုမင်းချန်ခရန်တရင်ပေါ့နော်တရင် အခွင့်ရေရူပြောကြားတက်ဖွဲ့မှာဘူပညာကပြောဆိုထားပါဖြစ်ပါတယ်။ဒါကတော့စစ်ကောင်စီကတိုလေးကိုထိနာနေပြီဆိုလို့ရှိရင်တော့ လေရင်အားကိုးနဲ့တက်လာပြီလေရင်အားကိုးတက်လာပြီဆိုကြဲကတော့စစ်ကောင်စီတပ်ဖွဲ့ဝင်တွေတတော်လေးကအထင်လာပြီလို့ကျွန်တော်တို့ပြောလို့ရပြီဘာလို့လဲဆိုလို့ရှိရင်လေရင်တစီတက်ရတက်တက်ရတယ်ဆိုတာကဘာမှထိခိုက်မှုမရှိဘူးဆိုလို့ရှိရင်လုံးဝကိုတက်စရာအကြောင်းမရှိဘူးတရားကလေရင်တစီတက်ပြီဆိုလို့ရှိရင်ဖက်ဆန်ကဘလောက်ကောင်လဲဆိုတာကလည်းကျွန်တော်တို့ပြည်သူအလောင်းသည့်နော်တတော်လေးကိုကောင်ကြက်စေများတာဒါကိုအလကားနဲ့အာသူတို့တွေအထိခိုက်မရှိပေးနဲ့တော့ပြီးတော့တက်ပေးမှာမဟုတ်ဘူးဆိုတာကိုတော့ကျွန်တော်တို့နားလည်ရမှာဖြစ်ပါတယ်နောက်တစ်ခုကတော့မကွေးတန်းနတ်မော့မြော့ အာတောင်ဖက်အထွက်တောင်ဖက်အထွက်မှာရှိတဲ့ကျန်းဖက်စစ်တပ်စစ်စေးရဲကစ်ကိုဝန်ရောက်တိုက်ခိုက်ခဲ့ရမှာစစ်သား9ဦးထက်မနည်းတေဆုံးခဲ့ကြောင်း People's Defense Organization ဘောနော် Organization ကအာတာဝန်ရှိသူတဦးကပြောဆိုထားဂျန်ကုံတန်းမော်ပီမြော့နယ်တန်ကလေးအန်ဂျေးဝတ်တွင်အကျန်းဖက်စစ်တပ်ခန့်အော့ချိုရဲမှုကဂျေးဝတ်နယ်ပြည်သူများထံမှစစ်မှုထမ်းခြင်းအဖြစ် နလတကျင်းငွေကြေးများကိုအတင်းအဓမ္မကိုကောက်ခံနေကြောင်းဒေသပြည်သူများကပြောဆိုထားပါတယ်ဒီကသူတို့တွေကတော့ဒီလိုမျိုးအမေရန်ချင်းချောက်လာပြန်ပြီဆိုတော့အခုချိန်မှာဆိုလို့ရှိရင်စစ်မှုထမ်းဥပဒေနဲ့အကြောင်းပြပြီးတော့ချင်းချောက်ငွေငှိမှုတွေစစ်တပ်ကို ဖြစ်လာနေလို့သိရှိရပါတယ်ဆိုတော့နောက်တစ်ခုကတော့ကျွန်တော်တို့မနေ့ကဘောနော် စီရင်အပီလာစီရင်နဲ့ကချင်းပီနဲ့တင်းတီမြော့နဲ့ဆန်းရံကြီးရွာကိုစစ်တပ်ကတပ်ပွဲဖြစ်ပွားခြင်းမရှိဘဲနဲ့လေရင်ဖြတ်ဘွန်ကျဲချခဲ့ရာ ကလေးလေးဦးအပါဝံမင်းသားစုဝံ6ဦးပွဲချင်းပြီးကိုတည်ဆောင်းကြောင်းအာချင်းတော်လိုင်းရဲ့အတန်းဝံကပြောဆိုထားပါတယ်ဒါကတော့စက်ကောင်စီကအာကျွန်တော်တို့တော်လိုင်းတက်ဖွဲ့တွေကစက်ကောင်စီစကန်ကိုဖလန်းမြော့နေတဲ့ကစက်ဖလန်းမြော့တစ်ခုလုံးကိုတင်းပတ်ရရှိတယ်ဒီဟာကိုရှောင်းမေးမေးပြီးတော့အဲ့ဒီအနေနာမှာရှိတဲ့ပြည်တင်းနေမြော့နေနာမှာရှိတဲ့ပြည်သူတွေရဲ့အိုးအိမ်တွေကိုပြစ်ခတ်ရင်းနဲ့ကျွန်တော်ပြည်သူတွေအာကလေးငယ်3ဦးအပါဝံမင်းသားစုဝံ6ဦးရောက်6ဦးလုံးကိုပွဲချင်းပြီးတည်ဆောင်းတယ်လို့သိရှိရပါတယ်ဒါကတော့တော်တော်လေးကိုစက်မကောင်းစရာတရင် ခုနောက်တစ်ခုကစကန်တန်းကဝနော ကိုလေးမြော့နေအင်းပြင်းလိုက်ရွာတွင်စာတင်ကြောင်းကိုအကျန်းဖက်စစ်တပ်ကလေရင်ဖြန့်ဘုံအာပုံ900ဘုံနှလုံးပြေးချတက်ခိုက်ခဲ့ခြင်းကြောင့်အသက်ဆစ်လေးနှစ်အရွယ်မင်းကလေးငယ်တဦးတေဆုံးပြီးတော့ပြည်သူတောင်းဦးပြင်းထန်စွာဒဏ်ရာရရှိခဲ့တယ်လို့သိရှိရပါတယ်ဒါကတော့အပီလာစီးရဲနဲ့ကတခုဆိုတော့အပီလာစီးရဲနဲ့အာစီးရဲနဲ့မှာဆိုလို့ရှိရင်တော့စစ်ကောင်စီရဲ့တက်ခတ်မှုလေရင်နဲ့တက်ခတ်မှုကြောင့်အာတောင်းကျင်လုံလုံလောခဲ့ပါတယ် နောက်တစ်ခုက မကွေတန်းစလိမ့်မြော့နယ်ကျောင်းဘူရွာသားကိုအကျောင်းဘူရွာသားကိုကောင်းခန့်ငင်းကိုအကျန်းဖက်စစ်တပ်က PDF ဘွန်ဘီဝက်ဝက်စင်ခံပြီးလက်ဖြက်ကရွတ်အလောင်းရွတ်အလောင်းကိုရွာပြင်း၌ဆွပစ်ခဲကြောင်းစလိမ့်မြော့နယ်ပြည်သူကကိုရပြည်သူအချွေရအချွေရအဖွဲ့မှာတာဝန်ရှိသူတို့ကပြောဆိုထားပါတယ်စစ်ကောင်စီဘယ်လောက်ထိယူမှလဲဆိုလို့ရှိရင်ကြီးလိုက်အောင်ရကပြည်သူတို့ကိုဒီလိုမျိုးကျွန်တော်တို့တော်လိုင်းတက်ဖို့တွေရပြောကြား ဘောမီကိုဝက်ခံပြီးတော့အာဗီလမ်မီနာမှာချာချရော့ပြီးမှာထားခဲ့တယ်လို့သိရှိရပါတယ်တက်ဖြတ်ပြီးတော့ထားခဲ့တယ်လို့သိရှိရပါတယ်နောက်တစ်ခုကကရင်ပြည်နယ်ဖားပွန်ခရမ်းလူသွုံးမြော့နေတို့ကိုအာမြော့နေကိုအကျန်းဖက်စစ်တပ်ကလေရင်ဖြန့်ဘောင်းကျဲတက်ခတ်ခြင်းကြောင့်ပြည်သူ၂ဦးထိခတ်တဲ့ရရှိပြီးနေအိမ်လေးလုံးပျက်စီးခဲ့ကြောင်း KNU ဘဟုကထုတ်ပြန်ထားပါတယ်ဒါကမချလာစေအာအေဘီလာဘောနော်အေဘီလာ ရှေ့ရက်နဲ့ကညနေ ညနေ9:00နာရီ24မိနစ်ပေါ့နော်ဆိုတော့ဒီလိုလူအဒီအဲ့ဒီအချိန်မှာစစ်ကောင်စီကတိုက်ခတ်မှုတွေလော့ဆောင်ခဲ့တာဖြစ်ပါတယ်။နောက်တစ်ခုသတင်းကမန္တလေးတန်းမတရားမြော့နယ်ရေချောင်းဘူရွာပေါ့နော် ရေအနှင်းကိုအကျန်းဖက်စစ်တပ်ကလေရင်ဖြန့်ဘုံကျဲတက်ခတ်ခြင်းကြောင့်အမျိုးသမီးတဦးသေဆုံးခဲ့ကြောင်းခရံပက်ကဖောက်မာတာဝန်ရှိသူတဦးကပြောဆိုထားပါတယ်ဒါကဇေယျနဲ့ပေါ့နော်အေဘီလာဇေယျနဲ့ကနည်းနည်း7နာရီ40 41မိနစ်အတွင်းမှာမတရားမြို့နယ်ကိုစစ်ကောင်စီကတက်ခတ်ချင်းကြောင့်ကျွန်တော်ပြည်သူတွေဒေဆုံးခဲ့ရတဲ့အကြောင်းကိုတင်ဆက်ပြတာဖြစ်ပါတယ်ဒါကတော့စစ်မကောင်စီရဲ့တရင်တစ်ခုစစ်ကောင်စီကအဖက်ဖက်ကနေရှောင်းနေလာပြီဆိုလို့ရှိရင်အခုဖလန်းပြီးရင်အင်းတော် ပြီးရင်အာညွန်ကျုကိုကျွန်တော်တော်လိုင်းတဖွဲ့ကသိမ့်ပိုင်ရရှိတယ်တခြားနေရာမှာလည်းဗမုံဆိုလို့ရှိရင်တက်ပုတ်ကတော်လေးကိုပြင်းထန်တယ်ဗမုံမှာဆိုလို့ရှိရင်အာစစ်ကောင်စီတက်ဖွဲ့တွေတေဆောင်းတွေတော်လေးကိုမျက်မြော်လေလို့သိရှိရပါဒါကအာကျွန်တော်တို့သတင်းတွေနဲ့တူတကွာဘောနော်ပြင်ပြီးတော့နားထောင်ရမှာဖြစ်ပါတယ်ဒါကစစ်ကောင်စီကတော်လေးကိုထိနာနေပြီဆိုလို့ရှိရင်တော့မနေ့ကတရက်ထဲမှာတော့ပြည်သူတွေအနေနဲ့ဥအိမ်တွေကိုအတုံးနေရဘောနော်စစ်ကောင်စီကလေကြောင်းတက်ခတ်မှုတောင်းနော်အာပြည်သူတွေ ခိခတ်တန်းရရှိတဲ့ပြည်သူရဲ့ပျော်ဆောင်နေရသေးဆောင်နေရတဲ့အခြေအနေမျိုးအထိဖြစ်နေခဲ့ပါတယ်ဒါကသတင်းထူးအနေနဲ့ဒီနေ့ဒီမနေ့ခင်မှာရရှိထားတဲ့သတင်းထူးတွေကိုကျွန်တော်တက်နိုင်တယ်လို့ပြင်ပြီးတော့မျက်ဝေပေးတာဖြစ်ပါတယ်နောက်တစ်ခုကအခုဗမောပြည်တော်ရင်းပေါ့နော်ဗမောမှာဆိုလို့ရှိရင်စစ်ကောင်စီတပ်ဖွဲ့တွေတတော်လေးကိုအထိနာနေပြီးတော့ဗမောတပ်ဖွဲ့အတွက်မှာစစ်တပ်အရာရှိ၈ဦးအပါဝန် တပ်ဖွဲ့ဝင်900နေပါကိုဒေဆောင်ပျောက်ဆုံးမှုများဖြစ်ပွားနေတယ်လို့သိရှိရပါတယ်။ရှိနေတယ်လို့သိရှိရပါဒါထက်ဒါကိုအီရာဝဒီကအီရာအီရာဝဒီတန်းကတင်ဆက်ထားတဲ့ရုတ်တဖန်ကိုကျွန်တော်နဲ့တူပြင်ပြီးတော့နားထောင်ကြည့်အောင်တရင်ကချင်းပြည်နယ်ဗမော်မျိုးသိန်းတိုင်ပွဲအတွင်းစစ်ကောင်စီဘက်ကအရာရှိရှေ့ဦးအပါဝင်တပ်ဖွဲ့ဝင်900နေပါဒေဆောင်ပျောက်ဆုံးမှုတွေရှိနေတယ်လို့သိရပါတယ်။မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်ကိုပြီးခဲ့တဲ့ဒီဇင်ဘာ24ရက်ကနေမက်လ25ရက်ထိပေးပို့တဲ့စီးရင်အရာ ဗမော်တိုင်ပွဲမှာစစ်ကောင်စီတပ်ဖွဲ့ဝင်496ဦးရှိပြီးအရာရှိ8ဦးပါဝင်တယ်လို့စီးရဲသတင်းရင်းမြစ်ထံကသိရပါတယ်စစ်တပ်က drone နဲ့အဓိက3မီတန်ခိုက်လို့ KIA ဘက်ကထိခိုက်မှုရှိသလိုစစ်တပ်ဘက်ကလည်းရာချီသေဆုံးမှုရှိတယ်။တရင်ဌာနချုပ်20လောက်ကိုပတ်တိုက်နေရတာမှုအချိန်ယူရပါတယ်လို့စီးရဲသတင်းရင်းမြစ်က ARD Times ကိုပြောပါရတယ်။တချင်းလုံးလိုက်တက်မတော့ KIA က ဗမာမျိုးသိန်းတိုင်ပွဲကိုပြီးခဲ့တဲ့ဒီဇင်ဘာ၄ရက်ကစတင်တိုက်ခိုက်ခဲ့ပြီးစစ်ကောင်စီဘက်ကထိခိုက်သေးဆုံးမှုတွေများတယ်လို့သိရပါဗျ။စစ်ကောင်စီကဗမာမျိုးကိုဧပြီလ9ရက်ထိ၄ကြောင်းကနေဘုံကျဲတိုက်ခိုက်နေပြီးဒရုန်းပုံးတွေပါကျဲချတိုက်ခိုက်နေတယ်လို့ကချင်တရင်းညစ်ထံကသိရပါဗျ။ စစ်တပ်ကအပြစ်ရတဲ့ပြောပေမဲ့မြေပြင်မှာတော့အပြစ်မရပါဘူးဗမော့ဘုံဘုံထောင်းလျှောက်ကျဲတယ်စစ်ကြောင်းထိုးတယ်ဒီနေ့မနက်ဘုံလာကျဲပါတယ်လို့ကချင်သတင်းရှင်မြစ်က ERI Times ကိုပြောပါတယ်စစ်ကောင်စီက drone နည်းပညာကို မြင့်တင်ပြီး drone အထူးတပ်ဖွဲ့တွေထားပြီးတိုက်ခိုက်နေတာ KIA ဘက်ကပြစ်ချလိုက်တဲ့ drone အရေးအတွက်ကိုအစားထိုးနိုင်မှုအရေးပေါ်တောင်းခံမှုတွေရှိတယ်လို့သိရပါတယ်อืมကဲဆိုတော့ဒါကတော့ era wo di jang ga train တခုအာအာ ကချင်ပြည်နယ်ကတရင်တခုပေါ့နော်ဗမောတပ်ပွဲမှာတတိုးလေးကိုပြင်းထန်နေတယ်စက်ကောင်စီကအာပြည့်ရထားတယ်ဆိုပေမဲ့လည်းဆက်ပြီးတော့တိုက်ခတ်မှုတွေလော့ဆောင်နေတော့သိရပါတယ်ဒီထက်မှာအာစက်ကောင်စီတပ်ဖွဲ့ဝင်တွေအရာရှိအရှိဦးအပါဝန်900နေပတ်ကိုအာတေဇုံပြောဆောင်မှုတွေရှိနေလို့သိရတယ်ဗောနော်ဒီဟာကတရင်တခုနောက်တစ်ခုတရင်ကတော့မနေ့ကကျွန်တော်တင်ဆက်ပေးတယ်အင်းတို့မြော့တဲ့ကစက်ကောင်စီတပ်ဖွဲ့ဝင်တွေတက်မှတ်ခွန်ခွန်ဗောနော်သူတို့ဘိုးမတွေရေကုတ်ဖေးမှာဆိုလို့ရှိရင်တတိုလေးကနာမည်ကြီးခန့်တဲ့တက်မှတ်ခွန်ခွန်ဆိုလို့ရှိရင်ကျွန်တော်တို့တော်လိုင်းတပ်ဖွဲ့တွေက ဂျပန်လန်ကူမှာပေါင်းအောင်နေတဲ့သူတွေကိုချီမွမ်းနိုင်ခဲ့ပြီးဒီထက်မှာချီမွမ်းရင်းနဲ့စစ်ကောင်စီတပ်ဖွဲ့တွေအာတက်မှတ်မှုအပါဝင်ဘောနော်စစ်ကောင်စီတပ်ဖွဲ့တွေတရားကြုံဖမ်းဆီးနိုင်ခဲ့ပါတယ်ရွတ်တန်ဖန်တဲ့တကောထွက်လာပါတယ်ဆိုတော့ကိုကျွန်တော်နဲ့တူပြန်ပြီးတော့နားထောင်ရမှာဖြစ်ပါတယ်ဆိုတော့ဒီထက်မှာရွတ်တန်ဖန်တဲ့တကောဖမ်းမိထားတဲ့ရွတ်တန်ဖန်တွေကိုကျွန်တော်တို့ကြည့်ရမှာဖြစ်ပါတယ်အဲ့ဒီမဖမ်းမိခင်မှာတပ်ပွဲမပြင်းထန်နေတဲ့အချိန်မှာဘလူတွေအာချောင်ခဲ့လေတက်မှတ်ခွန်ခွန်ကအာ စစ်သားတို့ရောဗောနစခတရောဘလူတွေအာချောင်ခက်လဲဆိုတာကိုအရင်ဆုံးနားထောင်ကြည့်အောင်နောက်မှာဖမ်းမိထားတဲ့ရွတ်တန်ဖန်ကိုကျွန်တော်နဲ့တူပြင်ပြီးတော့ကြည့်ရမှာဖြစ်ပါတယ်ဆက်ရလိုက်အောင်နော်ကဲတစ်တော့ညီကောင်မောင်မကြီးစိတ်မပူပါနဲ့อืมစေတော်လေးတို့ဘာမှမဖြစ်ပါဘူးအောင်းမိပါတယ်ဟဲ့အောင်းမိတိုင်းပေါ်မှာတော့ဒီလိုပဲတင်ပါပဲသူတို့နိုင်တဲ့အကြောင်းတင်ပါပဲစစ်သားတွေတည်တဲ့အကြောင်းတင်ပါပဲอืมဒါတော့ခေါင်းနဲ့မထည့်ဘူးထားလိုက်တော့မပြောပါနဲ့ကြိုက်တော့တင်ကြိုက်တော့လုပ်ကြိုက်တော့ပြောဖီးရောမဆိုင် အမှန်တရားတွေဒါမှမဟုတ်နိုင်တဲ့ချင်းဆက်လုပ်ပေါ့ဟုတ်အင်းစင်ခေါ်တယ်ကွာစင်ခေါ်တယ်အဆင်ခေါ်လားစင်ခေါ်ဒီပဲအောင်ကြားလိုက်အောင်ဒီပဲစင်ခေါ်တယ်မဟုတ်တာအဲ့လိုအားကြောင်းတာနော်နည်းနည်းရများများတင်ဟုတ်လားမင်းတို့ပဲနိုင်နေတာနိုင်ဟုတ်ပြီနိုင်နိုင်ဟုတ်ပြီဟုတ်ပြီမပြောချင်ဘူးနော်အေးတော့မင်းတို့ပဲနိုင်ဟုတ်ပါပြီဟုတ်ပါပြီနိုင်အဲ့လာတဲ့တင်နှောင်းနေတာအလေကားအထူးခိုင်းအလူလိုက်ခိုင်းတာဟုတ်လားခေါင်းစားတွေဟုတ်ပြီသားပါ ဘယ်လိုပဲဖြစ်ဖြစ်ဘယ်လိုပဲပြောပြောဂရုကိုမဆိုင်တယ်စင်စော်လဲမှတ်တာစင်စာကြည့်ွားစကိုင်းတိုင်းကတားခရိုင်အင်တော်မြို့သိန်းတိုက်ပွဲမှာထွက်ပြေးသွားတဲ့တမ80ဖွန်တမမှုနဲ့အဖွဲ့ကိုတတမြို့နယ်မှာဖမ်းဆီးရမိထားတယ်လို့သိရပါဗျ။မြို့သိန်းတိုက်ပွဲအတွင်းစခန်းစွန့်ခွာထွက်ပြေးသွားတဲ့တမမှုနဲ့အဖွဲ့ကိုတတမြို့နယ်တွန်လိုင်းဘူးအောင်တပ်ဖွဲ့က ဖန်စီရမိထားတယ်လို့စီရေးသတင်းရင်းမြစ်ထံကသိရပါဗျ။အင်းဖန်ထားတာဟုတ်တယ်နောက်ဆက်တွဲတော့မသိရသေးဘူးလို့စီရေးသတင်းရင်းမြစ်က ARE Times ကိုအတည်ပြုပြောပါဗျ။တောင်းလိုင်းတပ်ဖွဲ့တွေဟာပြီးခဲ့တဲ့ April 9ရက်ည9:00နာရီကအင်တော်မျိုးရှိတမ80ခွန်ရှီလန်ဌာနချုပ်အခြေစိုက်ထားတဲ့ဂျပန်လိုင်းငူကုန်းကိုတိုက်ခိုက်ပြီးမြို့ကိုထိန်းချုပ်လိုက်ခြင်းဖြစ်ပါတယ်။မြို့သိမ်းတိုက်ပွဲမှာစစ်ကောင်စီတပ်ဖွဲ့ဝင်40ကျော်နဲ့ နနက်ခဲရန်အများပြောက်ကိုပါတင်းစီရမိခဲ့ပြီးတင်းစီရမိတဲ့နနက်ခဲရန်တွေကိုမနေ့ကဧပြီရှင်းနေ့မှာအမျိုးသားညီညွတ်ရေးဆိုရ NUG ကကွယ်ဝင်ကြီးဌာနအမှုရီကထုတ်ပြန်ခဲ့ပါတယ်အင်းတော်မျိုးသိမ့်တက်ကွဲမှစစ်ကောင်စီကလေးချောင်းကနေအပြင်းထန်ခုခံတိုက်ခိုက်ခဲ့ပြီးမြို့ပေါ်သိမ့်ပိုက်ပြီးနောက်မှာလည်းလေးချောင်းကနေလာရောက်ပြစ်ခတ်တိုက်ခိုက်ခဲ့ပါတယ်ကဲဆိုတော့ခုနဖင်ရအာချောင်းနေတဲ့ကော အဲ့ဒီထင်မှာပါတော့ပြီလို့ထင်ပါတယ်တက်မှတ်ခွန်ခွန်ကလည်း तू ကတော့အာ तू အာလင်းမွန်တစ်စစ်မှာတော့နော်ရှိထားတယ်ပေါ့နော်အခုချိန်မှာဆိုလို့ရှိရင်တော့တက်မှတ်ခွန်ခွန်ကိုကျွန်တော်တို့လိုင်းတစ်ဖွဲ့တွေကအကောင်လုံးကိုချိန်မောင်းပြီးတော့စစ်ကောင်စီတစ်ဖွဲ့တွေကိုဖမ်းမိထားတာရုတ်တပ်ဖမ်းတဲ့ကောင်ထုတ်ပြန်လာတာဖြစ်ပါတယ်ဒါကနော်ဆိုတော့မင်းတို့တွေအာချောင်ရဲ့ရင်နောက်ထပ်လည်းပြန်ပြီးတော့ချောင်ကြောင်းနော်မကြက်ခင်မှာမင်းတို့တွေလည်းလင်းနေတာလေးတွေလက်အောင်မှာပိုပိပြပြဝေးရမှာနော်ဆိုတော့ရာကတခုနောက်တစ်ခုက အဲ့မှာစစ်တပ်အားမရမှုတွေဖြစ်နေတဲ့ဘောမတရော့ရဲ့ရုတ်တဖန်ကိုပြပြီးတော့ကြည့်အောင်အခုချိန်မှာမင်းတို့တို့အဘတို့ကတရုတ်ကို အကေပါကူပါမေးတမ်းပြောရအောင်မလားရခိုင်ပြည်ကိုတရုတ်ကိုအာတရုတ်ကိုအကူအညီတောင်းပြီးတော့ကျွန်တော်တို့ပြင်ပြီးတော့လူချင်းကြပြီလားဆိုပြီးတော့ပြောနေတဲ့ရုတ်တဖန်ကိုကျွန်တော်နဲ့တူပြင်ပြီးတော့ကြည့်ကြည့်အောင်ဒီထဲမှာသူ့အဘကိုတော်တော်လေးကိုစိုးထားပါတယ်ကျွန်တော်နဲ့တူနားထောင်ကြည့်အောင်ဒါပဲဒီနေ့ရတော့ဘာကြီးပြောအောင်မနော်ပြောအောင်မဘာလို့လဲဆိုတော့ဒါကျွန်တော်တန်းတော်အနေနဲ့ကျွန်တော်အားမရတာဟာ ဟိုကြာပြီဗျတော်တော်အားမရတာတော်တော်ကြာပြီတို့တော့လည်းပဲမြန်မာပြည်ကာကွယ်နေတပ်မတော်ခြိလာပြီဆိုတော့တက်ချင်းကိုငငယ်လေးကကြားခဲ့ဘူးတယ်။ဟောအဲ့ဒီလိုပဲငါတို့မြန်မာပြည်ကိုကာကွယ်နေတဲ့တပ်မတော်ကြီးပဲဆိုတဲ့အားဖြင့်အမြဲတမ်းလည်းထောက်ခံတယ်။အမြဲတမ်းလည်းကျွန်တော်တို့ဒါတပ်မတော်ကိုထောက်ခံတဲ့အကြောင်းပဲပြောတာနော်။စစ်အုပ်ချုပ်ရေးကိုထောက်ခံတဲ့အကြောင်းတခုမှမပြောဘူး။ဒါကျွန်တော်ဒါမှန်တဲ့စကားပြောတာ။အဲ့တော့တပ်မတော်ကျွန်တော်ထောက်ခံတဲ့အချိန်မှာမြန်မာပြည်ကိုကာကွယ်နေတပ်မတော်ခြိလာပြီဆိုပြီးတော့တက်ချင်းကိုငငယ်လေးကကြားဘူးခဲ့ပြီ။ယနေ့ကျေးဒီတန်ခေါင်းထဲမှာဆွဲနေတဲ့တက်ချင်းတပုတ်လည်းဖြစ်လို့ဟောတကယ်လည်းယုံကြည်ခဲ့တယ်။အခုရခိုင်ပြည်တပီတောင်မှကျွန်တော်တို့ ကာကွယ်ဖို့ဆိုတာစဉ်းစားလို့တော့မရအောင်ဖြစ်မနေ့တနေ့မှအေးဆိုတာဖြစ်လာတယ်မနေ့တနေ့မှအေးဆိုတာဖြစ်လာတယ်ဒါကိုကျွန်တော်တို့တက်မောင်ကြီးအနေနဲ့မကာကွယ်နိုင်ဘူးမဟာဗျူဟာတက်ကြမတိုက်သွားဘူးเนาะခုချိန်ကြီးတိုက်မဟာဗျူဟာတက်ကြ2021ကစပြီးတက်မအေးဆိုတဲ့အဖွဲစပြီးတော့နေမြေပေါင်းစုံကိုတိမ့်နေပါပြီဆိုတဲ့ကောကတက်မောင်ကြီးကမဟာဗျူဟာတက်ကြတစ်ချက်မှတိုက်မသွားဘဲနဲ့အခု300ပဲကျန်နေအဲ့တော့ဘာကြောင့်မဟာဗျူဟာကြကြမတိုက်တာလဲဒီနားမှာအေးတွေရောက်လာပါပြီဆိုရင်ဒီနားလေးကိုဘုံသွားချတယ်ဟိုနားလေးမှာရောက်လာပါပြီဆိုဟိုနားလေးကိုဘုံသွားချတယ် ချွေစည်းတွေလွေစည်းတွေမဟုတ်ဘာပြောကြကြတခါလဲကိုကျွန်တော်တို့ရှင်းရှင်းလင်းလင်းတိုက်ထားမယ်ဆိုလို့ချင်းကျွန်တော်တို့ဒီအခုညောင်ကျိုးဒီဘက်တွေတောက်လျှောက်တောက်လျှောက်ရောက်လာပြီသူတို့တိုက်မယ်ဆိုတဲ့နေရာတွေမရောက်ဘူးဆိုတဲ့နေရာတွေမရှိသွားခဲ့ဘူးဒါအဲ့ဒါကြောင့်ကျွန်တော်တို့ထိနေမယ်တက်မလို့အရင်ချင်းမရှိတာလားအေးရပဲအရင်ချင်းရှိတာလားအေးဘယ်လိုမျိုးလဲဒါကတက်မလို့ဒီကိန်းနဲ့မသိကြအောင်ဆောင်းနေတာလားမလုံနိုင်တော့တာလားဒါမှမဟုတ်တရုတ်ကပဲသွားပြီးအခုကြီးကတ်ပြီးတော့ပဲဒီလိုကျွန်တော်တို့ပြန်ပေးပါဆိုပြီးတော့ပြောမှလားစဉ်းစားလို့မရတော့ဘူးနော် ဲ့တော့ရခိုင်မှာလည်းတနက်တွေလက်နက်တွေကြီးတန်းတွေအပုံလိုက်ခဲနိုင်အုံလိုက်ကျင်းနိုင်တယ်ဗာဖက်ခံသွားတယ်လက်နက်ချသွားတယ်ဒူးထောက်သွားတယ်လက်ဘဲပြက်ခံလိုက်ရတယ်အသေးခံလိုက်ရတယ်တပ်မတော်သားတွေအများကြီးထောင်ထဲကြီးတောင်းထဲကြီးဒီပုံကူတွေမသိဘူးလားဆိုဒီပုံကူတွေလည်းသိပါပဲဒါကြောင့်ဒီနေရာတခု viewer ကြမာ viewer ကြကြတိုက်ခိုက်မှုမရှိဘဲနဲ့ကျွန်တော်တို့စစ်အေးလားစစ်နွေးလားပါလဲစစ်မေးလားတော့မသိဘူးအဲ့လိုတွေဖြစ်နေဖြစ်တော့ကျွန်တော်တပ်မတော်အောင်ချိန်မှာရှိတယ်တပ်မတော်သားတွေအကုန်သေးတာပဲတော်တော်များများတေးကုန်ကြတယ်တော်တော်များများဟိုလက်နက်တွေချပြီးတော့တုံမန်းတွေစစ်တုံမန်းတွေဖြစ်ကုန်ကြတယ်လမ်းရှိုးဆိုတာလည်းတက်တေတက်ကရရှိတယ်နော်မာ viewer ကြကြတနေရာမှာကျွန်တော်တို့တိတိယောက်ယောက်နဲ့တကယ်တပ်မတော်ကြီးရဲ့ဟို မြန်မာတပ်မတော်မြန်မာပြည်ကိုကာဝယ်နိုင်တဲ့အရေးကြီးတဲ့တောင်းတော်ကြီးကမြန်မာပြည်ကာဝယ်နိုင်တဲ့အစဲတမ်းမျိုးကိုမပြတာသေးပဲနဲ့2025ပြန်ရောက်လာပြီ။ဥမာရခိုင်ဆိုရခိုင်ပြည်နယ်ပုံမှန်တိုင်းနဲ့ပြန်ပြောင်းလှုပ်ဆောင်နိုင်စွာမရှိတော့ဘူးလားလို့ကျွန်တော်အနေနဲ့မေးခွန်းထုတ်ချင်တယ်။မဟာဗျူဟာကြကြမတိုက်တော့ဘူးလားလို့လည်းမေးခွန်းထုတ်ချင်တယ်။ဒါမှမဟုတ်တပ်မတော်ကာဝယ်ရေးဦးစီးချုပ်ကြီးရဲ့တာဝန်လက်ရှိမှာလည်းရှိနေသေးတဲ့အတွက်တပ်မတော်ကတော့ကာဝယ်ရေးဦးစီးချုပ်တာဝန်ကိုကျေပွန်ဖို့လိုတယ်။နော်အဲ့အားလေးတော့ကျွန်တော်မကြေပုံဘူးလို့ပြောမလို့နော်ကျွန်တော်တက်မလို့ပါလေဒါပေးဆက်လိုက်တာလေဒါတက်တဲ့တခါနဲ့အများကြီးပဲကျွန်တော်ပြောတဲ့စကားလွဲလျာမရှိဘူးအေးအဲ့တော့ကျွန်တော်ရခိုင်ကို အရန်စိတ်ပူတယ်ဘမောကတော့ဒါတော့ဘမောကတော့ထွက်လာတဲ့မြောက်ကိုကျွန်တော်တို့လုံနေတာကိုတွေ့တယ်ဘမောကတော့ဖြစ်တဲ့တသားနဲ့ရင်ဆိုင်နေတာကိုတွေ့တယ်ဒါပေမဲ့အဲ့ဒီတနေရလုံးကိုလည်းဒီဟာကြကြလှုပ်ဆောင်သွားတာတော့မရှိသေးဘူးလာချိုးမှလည်းထုံနီးလက်ကောင်းပဲဒီတိုင်းပဲပြက်ပေးလိုက်တာရှိတယ်တိုက်ယူသွားတာမရှိဘူးဒါတော့လူမသိကြလို့လည်းကျွန်တော်တို့ကန့်ကွက်စရာမရှိလို့ကြိုးစိုးလဲနော်ဒါပေမဲ့မြန်မာပြည်ကာကွယ်ရေးဆိုတဲ့ဂုဏ်သိက္ခာနဲ့ကတော့နည်းနည်းလွဲနေတာပေါ့တစ်ဖက်တစ်ပုံကဘာမှနိုင်စရာမရှိတဲ့အခြေအနေမှာနိုင်သွားတယ်ဆိုတာကလေအခုဘက်ကစီရီအားဖြင့်မပြတ်သားတာပါဟိုနိုင်ငံရေးအမြင်မဆိုးဘူးကုမေအောင်လားစီးပွားရေးအမြင်မဆိုးဘူး ဒါပေမဲ့တော့ဘယ်နေရာမှာအမြင်နေမှာအားနေနေလဲဆိုတဲ့ခါကျတော့စီရေးအမြင်မှာအားနေတယ်ဘုမရအောင်လားစီရေးစီရေးမကြွန့်ချင်နော်စစ်တီတွေအကုန်လုံးကလည်းစစ်မတိုက်ချင်တဲ့စစ်ထုံထုံတွေတော်တော်များတယ်ငါတို့ကရာဓုမတက်တော့ဘူးနော်ဘာမှလည်းဖြစ်မလာတော့ငါရသလောက်ခိုးမယ်ငါနော်ကြီးပွားအောင်ဘယ်လိုလုပ်မလဲဆိုတော့ဝေရောက်ဖို့လောက်ပဲစီးပွားရေးသမားတွေအများများတယ်ရွှေဝင်တဲ့စကိုင်းမျိုးပေါ့ဒီလမ်းကျောကစစ်ကြောင်းမထိုးလို့မရတော့ဘူးအဲ့တော့လမ်းကျောရဲ့ဘဲညာနှစ်ဖက်လုံးကိုထိုးရမှာအဲ့လိုလည်းမထိုးဘဲနဲ့ ကျွန်တော်တို့စစ်တပ်ကနေပြီးတော့လေရိတ်ခါပို့ပေးလိုက်တယ်။အရိတ်ခါပို့တဲ့ကားကို PDF တွေဝိုင်းပြီးတိုက်ခိုက်လိုက်တာစစ်တီအင်အားအယောက်20ကျော်လောက်ကျသွားတယ်။ကြီးခါလေးလဲစံအိတ်ပေါင်းစံအိတ်200 300လောက်ရှိတယ်။အိတ်200 300ပါပါအဲ့လောက်ရှိတာနော်။အိတ်200 300ဂျမ်ပါတွေရောပစ္စည်းတစ်စရာတွေအကုန်အကုန်အပေါ် PDF တော့ပါသွားတယ်။ဘလို့အုံအောင်မျိုးနဲ့များဘလို့များလောက်လိုက်တာလဲကျွန်တော်စဉ်းစားလို့မရဘူး။ကဲဇရိုဒီယာကတော့ဘောမာရီလွန်မြတ်နေတဲ့အကြောင်း ဒီနေ့ဗီဒီယိုကတော့ဒီလိုနဲ့ပဲအဆုံးသတ်ပါမယ်ကျွန်တော်ဗီဒီယိုလေးကိုအမေရန်ကြည့်ရှုအပ်ပေးနေကြတဲ့တော်လန်ပြည်သူမြို့အားလုံးကိုလည်းကိုယ်အကြမှာချင်းဆက်ချမ်းသာခြင်းနဲ့ပြည့်စုံကြပါစေ။